မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာ Java ရဲ့ while လို့ကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်ကပြောပြနေမယ် while လို့ဘယ်လိုနေရာမှာသုံးလဲဆိုတော့အချိန်တွေတစ်ခုဖြစ်နေသေးတဲ့ဒီထက် boolean condition true ဖြစ်နေသေးတဲ့ဒီအတွင်းနဲ့အလောက်ကိုလောက်တယ်အဲဆိုကျွန်တော် video စလိုက်အောင်ဝိုင်းလို့ကျူချင်တာဝိုင်းရင်တော့က million true ဖြစ်နေတဲ့သူရဲ့ဒီထက်အောင်မယမနာ run နေ ျွန်တော်ရဲ့ user ID က password တောင်းတဲ့ပုံစံကိုရေးကြည့်အောင်အဲတော့ကျွန်တော် user ID ကကျွန်တော်စာတောင်းလို့ဆိုလို့ရင်ကျွန်တော် import တောင်း scanner ကိုခေါ်ရမယ်ကျွန်တော်ဒါ keyboard ကနေစာရေးရင်လည်းကျွန်တော် scanner sc ကျွန်တော်ညီမချင်းလင့်ခံပြီးကျွန်တော် new ဆိုပြီးတော့ sc and then yes scanner ဆိုပြီးကျွန်တော် scanner click ကိုခေါ်လိုက်မယ်ပြတူထဲမှာကျွန်တော် system.in ဆိုရော system.in ကိုထည့်ပေးထားတယ်။ .in ပြကြွခွင့်လေးပြရမယ်ရောစီမီဝါပေးမယ်။ ဲ့တော့ကျွန်တော်ဒီက info တောင်းပါတော့သူတော်တော် AI နဲ့ info လောက်ပြီးသွားနေမယ်ဒီမှာခြားပါလို့ယူချင်းကျွန်တော်က info လောက်မှာမလို့ကျွန်တော်ဒီကဝန်ကြောင်းစင်ကျွန်တော် integer variable ဟုတ်ဒီဆောင်မယ် integer int အဲကျွန်တော် info လောက်ပြရမယ် info info ကို equal ကျွန်တော်စီးပုံးမထားတော့ကျွန်တော် tag တန်ဖိုးထည့်လိုက်မယ်ပြန်လာတဲ့ integer တန်ဖိုးတောင်းဆို sc.json next in next in တောင်းရမယ်ကျွန်တော်တောင်းခံရတဲ့အသုံးစရာတွေပဲပေါ်လာတယ်။အဲ integer တောင်းဖို့ရောဖြစ်တယ်။အဲကျွန်တော် next in ကိုခေါ်လိုက်မယ် scanner.next in ကျွန်တော်ဒီတဲ့ i import ထဲမှာရလာရင်ခင်ခင်နာကိုကျွန်တော်စစ်မယ်။ကျွန်တော်ပထမဆုံးစာအသုံးအောင်လေ့အောင်လို့ပေါ်လာမှာကျွန်တော်ကျွန်တော် output ကိုပြထားလိုက်မယ်။ print align ကျွန်တော် enter password ဆိုပြီးကျွန်တော်ရိုက်ထားလိုက်မယ်။ enter enter password ပြန်ဆက် provide ချင်း open spread တော့ပြီးကြီးလင်းရဲ့မယ်ချင်းရင်ကျောင်းဒီအောင်ပြန်ပြေးလိုက်မယ်ဒါတော့စာတောင်းနေဆိုတော့ကျွန်တော်ရင်းအောင်လို့စာတောင်းစာတောင်းပြီးတော့ကျွန်တော်ဒီ scanner clip ကိုတိဆောက်ပြီးတော့ဒုတိယကိုကြီးလင်းနံပါတ်ရအောင်မယ်အဲ့ဒီမှာကျွန်တော်ဒီဒီတော့ဒီပုံမှန်ထားတဲ့ကျောင်းဒီချိန်မှာထိုင်ပို့ကောင်းမှာခင်နေရရပါမယ်နိုင်ငံကတိဆောက်ပြီးတော့ integer နံပါတ်တွေထည့်ပြီးတော့ဒီအောက်မှာဆင်မယ် y နဲ့မှာတော့ဆင်မယ် ူလင်းဖြစ်တော့ကျွန်တော် input ကညီမဲကျွန်တော် equal equal လင်းရဲ့ကျွန်တော်ညီလားဆက်တယ်ဒီ equal ဘယ်မှာညီလားဆက်တယ်နော်အဲ့တနေ့တော့ကျွန်တော်နေ့3လေးတော့ရေးပါမယ်နေ့3လေးဆိုကျွန်တော်3လုံးထည့်ထားလိုက်မယ်ဒီ input ကနေ့3လေးဆိုရင်ဒီက true ဖြစ်ပြီးအလုံးလုံးလေးမယ်နေ့3လေးဖြစ်မှာလောလောပြောကျန်တဲ့ကနန်းဆိုလို့ရရင်လောလောမှာမဟုတ်ဘူးကျွန်တော်ထည့်ရပါစာတခုထုတ်ပြလိုက်မယ်ကျွန်တော် input က my name ဗျာ is true ဗော ် voice true လို့ရောရေးပြီးတော့ပြန်ပေးနိုင်မယ်ပြီးဆိုကျွန်တော်ဆောင်းပြန်တောင်းရမယ်ဆောင်းပြန်မတောင်းလို့ဆိုလို့ရှိရင်တော့ဒီတဲ့ဆမ်တောင်းဆိုတစ်ခါပြီးသွားနိုင်မယ်ပြီးပြီးတော့ထက်ခါထက်ခါဒီလိုက run သွားနိုင်မယ်ကျွန်တော်ဒီ scan scanner ကိုကျွန်တော် download ပြောင်းမယ်ဒီ import ကိုကျွန်တော် file ပဲကိုကျွန်တော် download ပြောင်းမယ်ဒီထဲမှာကျွန်တော် ထပ်ပြီးတော့ import ထပ်တောင်းတယ်ထပ်တောင်းပြီးတော့အပေါ်မှာ one ကိုထပ်ဆက်မယ်ထပ်ဆက်ပြီးတော့ဒီတရားကိုထပ်လုံးလို့ပဲကျွန်တော်က1 3လေးဖြစ်နေသေးသေးရဲ့ အသုံးလေးဖြစ်နေတယ်ဒီအားလုံးလုံးနေပဲကျွန်တော်ကိုကပြီးမပြီးပြန်အောင်ကျွန်တော်ဒီအောင်လိုက်မှာကျွန်တော်တခြားထုတ်ပြထားမယ်ကျောင်းဒီ program က program ကျောင်းအန်ဖြစ်သွားပြီပေါ့ပြီးဆုံးသွားပြီ ENT ကျောင်းအန်ဆိုရင်ချက်ပြမယ်မဟုတ်ရင်နှစ်သုံးလေးဖြစ်နေတယ် employees true ဆိုထားတာကထားတာကပြနေမယ်ပြီးတော့ကျောင်း employee မတူတော့ဆိုမှားသွားနေကျောင်း program ပြီးသွားမယ်ကြတော့ကျွန်တော်ချက် ဒီအောက်လေးကိုကျွန်တော်ရွှေ့ရင်လေကျွန်တော်ဒီထည့်ထည့်ရမယ်ကျွန်တော် run ကြည့်အောင်ကျွန်တော် run ထားတယ် under password လို့ပြရတယ်ကျွန်တော်2 3လေးဆိုကျွန်တော်အမှန်တမ်းရေးထည့်လိုက်မယ် is true is true ဆိုတော့သူ့အောက်ကပုံမှန်အသေးဒါမှမဟုတ်ကျွန်တော် import down နေကျော်ဒီ is true နေမှာကျွန်တော်ဒီ enter password ကိုကျွန်တော်ပြန်ရိုက်ထည့်လိုက်မယ်။ဒါဒီအောင်ကျွန်တော်ပြန်ဖြတ်လိုက်မယ်။ဟိုကကျွန်တော် import down ပြီးတော့ပြန်ပြအောင်ဆိုတော့ ဒါဒီကောင်အပေါ်တင်လိုက်မယ်ပြီးရင်ကျွန်တော် astro လို့ကျွန်တော်ပြရမယ်ကျွန်တော်ကြည့်အောင် end of password ဆိုကျွန်တော်နှစ်၃လေးခြံလိုက်မယ် end of password ထပ်ပြရတယ်ကျွန်တော်နှစ်၃လေးရိုက်ပြီးတော့ astro end of password အဲ့လိုပေါ်လာမယ်အဲဟိုကျွန်တော်ကတခြားထည့်လိုက်ပြီဆိုလို့ရှိရင်ဒီ program ပြီးသွားလိမ့်မယ်။ကျွန်တော်နှစ်3လေးသထည့်ရိုက်ထည့်ကြည့်မယ်ဒီတိုင်းပဲထပ်ပါရယ်။ကျွန်တော်တခြားရှောင်းနေလိုက်ပြီဆိုရင် program ဒီမှာ MOS2 program အပြည့်သွားရင်နောက်ဆုံးပဲပြီးသွားပြီ။ကျောင်းဒီကောက်ကချိန်သွားတယ်။ဟိုင်းလူကထပ်ပြီး RAM နဲ့ကျောင်းဒီတဲ့ပြန်လာကျောင်းဒီ program အန်ဆိုမဲ့စာနဲ့နောက်ဆုံးပြီးပြပေါ်လာဖြစ်မှာလေ။ကျောင်းဒီ MOS2 ဆိုတဲ့ကျောင်းဒီစာကျောင်းလေးကျောင်းပြန်ပြန်မယ်။ဘာလို့ဆိုကျောင်းဒီပေါ်လေးမှာကျောင်းပြန်ထားခြင်းကျောင်းဒီ password မှန်နေဆိုမှအကျောင်းပြရမျိုးလောက်ချင်အောင်ဖြစ်ဆိုကျောင်းက import မှန်နေတဲ့မှန်မှန်နေတဲ့ပြပါ။ အကြောင်း equal equal ဆိုညီလားစလားအကြောင်း not ခံပဲဒီရနေကျွန်တော် not ခံပဲတန်လေးချက်တော့ကျွန်တော် not ပြောင်းမဲ့လမ်းလိုက်မှာကျွန်တော်ခွင့်စားခွင့်မဲ့ခွင့်ခတ်ပြီးတော့ဒီညီမချင်းနဲ့ကျွန်တော်ညီလားဆိုတဲ့တာဖို့ပြောင်းမဲ့လမ်းလိုက်မယ်ကျွန်တော်ဒီနှစ်ခုကညီရဆိုရင် true ပြရအောင်ပြောင်းမဲ့လမ်းလိုက်တော့ false ဖြစ်သွားလိမ့်မယ်အဲကျွန်တော်ကမညီရထည့်ဆိုရင်ဒီအားကြီးမှာချက်ခါတခါတော့တော့ညီရနေတော့အဲဘွား true ကျွန်တော် error password error password ကိုကျွန်တော် set လိုက်ပြနိုင်မယ် ပြောင်းစောလောဘမညီတဲ့တွေကျွန်တော်လွန်ခတ်ထားတာလိုမျိုးအဲ့လိုပြတယ်ကျွန်တော်ကနန်းပနလုံးရိုက်ထဲတယ်ခန်းနေဘလာပွဲမြားနေကျွန်တော်မှားနေတဲ့တဲ့ဒါဆိုရင်ညီတိုင်းဆိုမှကျွန်တော်ဘရိုကရက်သွားတယ်ဘရိုကအဲ့ကျွန်တော်ပြောဒီ employees true ဆိုတာကြောင့်ဒီအဝတ်ထုတ်လာကြအောင် system တော့ auto print တော့ပြန်မယ် print ထုတ်ပြတော့ရမယ်။ကြောင်ရင်းနေကျွန်တော်ပြန် run ကြည့်အောင်ပြန်ရင်းကျွန်တော် output down နေ enter password ဆိုမျိုးကျွန်တော် input down လဲကျွန်တော် password ကိုရိုက်ထည့်တယ်။မနီသူရဲ့ထက်ခါ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  down လဲကျွန်တော်လုံးဝမှန်မှန်မချင်းညီရမဖြစ်သေးသေးတော့မှန်နေဖြစ်တဲ့တော့ဒီ one ထက်ခါထက်ခါ run ရဲ့ကျိုးရနေတဲ့လူတွေအကုန်လုံးကမောသွားပြန်ဒီ program မောသွားကျွန်တော်နှစ်သုံးလေးဆိုလုံးဝမှန်မှာကိုချက်သွားတော့ပြရတယ်မယ်။တော်မှန်ရပါကျွန်တော် program end ဖြစ်သွားပြီ။ဒီတော့ဆိုတော့ one loop သုံးမျိုးနဲ့ဆိုအချန်ပြင်းထားတယ်ပဲလို့ထင်ပါတယ်။ကျွန်တော်ဒီ1လို့ကျွန်တော်ချန်ပီယံရှင်ပဲပဲ။ကျွန်တော်ခုရေးထားကောကဒီ import တွေကစာကျွန်တော် equal equal ဆိုကျွန်တော်ညီလားစစ်တယ်။ညီလားစစ်ပြီးတော့ညီရဆိုလို့ရှိရင် one true ပြီးလုံးလုံးမှာဖြစ်တယ်။အဲကြောင့်အမြင်မကန်ကျွန်တော် import တစ်ခုတောင်းတယ်ကျွန်တော် scanner ကိုကျွန်တော် next in ဆိုကျွန်တော် engineer တစ်ခုတောင်းတယ်။ကျွန်တော်ပထမဆုံး scanner click ဒီဆောင်ရဲဒီဆောင်ပြီးတော့ကျွန်တော် system.in ဆိုပြီးတော့ကျွန်တော် system in ကို ပြီးတော့ Java တော့ UTF import လုပ်ရပြီ import လုပ်ပြီးတော့ဒီထဲမှာ error password ဆိုပြီး password တော့တရားထုတ်ပြရင်ထုတ်ရပြောကင်ကနန်တာပေါ့ import ဆို file name လောက်ခဲ့တယ်ထဲကျွန်တော်ဒီ wine နဲ့မှာစစ်တယ်ကျွန်တော်မြေဘက်ကရရွေး import ကနှစ်သုံးလေးနဲ့ညီတာညီရဆိုလို့ရှိရင်ပြီးဆိုလို့ရှိရင်မှန်တယ်အလုပ်ထပ်ပြီးလုပ်ဖို့မလိုဘူးကျွန်တော် not မညီဘူးဆိုမှဒီတရားကိုထပ်ခါထပ်ခါလုပ်မှဖြစ်တဲ့အတွက် and our password ဆိုပြီးထပ်ခါထပ်ခါလုပ်ပြီးတော့ and our password ဆိုပြီးပြပြီးတော့ထပ်ပြီးတော့ပြန်တောင်းတယ် အင်ပုတ်ပြန်တောင်းပြီးပြန်ဆက်တယ်ပြန်ဆက်ပြီးတော့ပြန်လုပ်တော့တယ်ဘယ်လိုဖြစ်အင်ပုတ်ကိုပြန်တောင်းတယ်ကျောင်းဒီ file ပဲထပ်ခါထပ်ခါထပ်ခါပြင်ပြီးတော့ဒီအားနဲ့မညီသေးသေးညီသားမှဖြစ်သေးသေးလို့ထပ်ခါထပ်ခါလုပ်လို့လို့ပြီးသွားပြီဆိုမှကျောင်းဒီကျောင်း program အဲ့ဆိုတာပေါ်လာကျွန်တော် password ရိတ်ချင်တဲ့ပုံစံမျိုးကျွန်တော်ဖန်တီးခဲ့ရဖြစ်ပါတယ်ကျွန်တော် java code ကိုတောင်းပြီးတော့အဲ့ဒါ password ဆိုကျွန်တော်ဘယ်ကနေမှရိတ်ရတယ်ကျွန်တော် chain နဲ့ကနေရခဲ့ ချဲတဲ့ချဲတဲ့ခဏအောင်ချဲချလာနိုင်တယ်လို့ရတယ်။မှားတယ်လေရအောင်ပေါ့နောက်ဆုံးမှမန်းသွားဆိုမှ program အဲဆိုတာပေါ်လာပေါ်လာပြီးတော့ပေါ်လာပြီးတော့ကျွန်တော်နောက်ကလှုပ်ဆက်ရှက်လို့ပေါ့ဆက်လို့ခွင့်ရမှာဖြစ်တယ်။ကျွန်တော်ဆိုတော့ while လို့အသုံးပြုတယ်နေမယ်နဲ့မျောနေပါတယ်။ဒီဒီ scanner တော့ကျွန်တော် next in လို့ခေါ်တာမျိုးရောစာရည်သွားထည့်မယ်ဆိုလို့ရှိရင် air တက်တယ်နော်။ကျွန်မ next in လို့ခေါ်တာဖြစ်တဲ့ next in ဒီကြားပဲထည့်လိုက်ရတယ်။ကျွန်တော်စာလာထည့်လိုက်။ကျွန်တော် air တက်တယ်။ import and mismatch is position ကျွန်တော်ဒီ air တက်တယ်။ ကျွန်တော်ဒါ input မှာတော့ကျွန်တော် input ကိုကျွန်တော်ဆက်လို့ရတယ်ကျွန်တော်နောက် data တိုင်းကို object လိုက်ထားပြီးချက်ပြန်ဆက်လို့ရတယ်ဆက်လိုက်ပါကျွန်တော်ဒီ view မှာတော့ java ရဲ့ while loop ကြောင့်ရှင်းပြပေးရဖြစ်ပါတယ်ဒီနေ့တော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်